Hello commentarios ပိုင်းတိုင်းမှာအတိတ်ခုရောက်ရှိနေတဲ့နေရာကျတော့ makeup ပောင်ရဲသွားတဲ့လမ်းပေးလေးမှာပဲရှိရဲ tea story ဆိုတဲ့နာမည်ရှိတဲ့ coffee shop ဆိုင်ရှိပါတယ်။ကဲဒါကကျတော့သူက hotel နဲ့ဝယ်ပြီးတော့ဖွင့်ထားတယ်အာ cafe and restaurant တခုပါ။ကဲဒီမှာဘာရှိလဲဆိုတော့တင်းတူသွားပြီးတော့ကြည့်လိုက်ရအောင်။ Okay let's go. ကဲဒီဆိုင်လေးရဲ့ဝင်ဝင်ချင်းမှာဟိုပဲတပ်ပုံရရတာစနေတက်တဲ့သူတွေအတွက်အရန်ကုန်မဟိုမိမ့်မိုက်နေမယ် garden space လှလှလေးဒီမှာဖန်တီးပေးထားပါရယ်နော်။ ဲဒီ guidance space လေးကနေပြီးတော့ဝင်လိုက်တာနဲ့အသိန်းတို့ဒီ coffee sign ကိုတန်းပြီးတော့ရောက်သွားမှာပဲဖြစ်ပါတယ်။ ဆိုင်ရဲ့နာမည်ကြီးဂျန်ကဲ5ပုံစံမျိုးရိုက်ဆင်တဲ့သူတွေအတွက်ကကြတော့အခုပြတ်ထားတဲ့ခုံနေရာတွေမှာသွားပြီးတော့ထိုင်ပြီးတော့ AC လေးအနားယူရင်းနဲ့တပ်ပုံလေးတဝိုင်းရိုက်လို့ရပါတယ်နော်ဒီဆိုင်လေးကတောင်ဆောင်ရဲ့ဘေးမှာဖွင့်ထားရတဲ့ coffee ဆိုင်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ location spots ကလည်းအရန်ဝင်လာတယ်နောက်ပြီးတော့ဂျန်ကဲ5လည်းကောင်းကောင်းရရဲ့အတွက်ကြောင့်မို့လို့တကယ်လို့ကိုက Facebook တို့ IG တို့မှာပုံလှလှလေးတွေတင်ချင်တာပဲဖြစ်ဖြစ်တကယ်ချင်းနေနဲ့ဟန်ကောင်းလုပ်ချင်တာပဲဖြစ်ဖြစ်ဆိုရင်ဒီဆိုင်လေးကတော့သွားမယ့်နေရာလေးတစ်ခုပါနော် ကဲဒီဆိုင်ရဲ့ coffee အရသာကိုပြောရမယ်ဆိုရင်တော့ပထမဦးဆုံးအနေနဲ့ cappuccino အသိညွှန်းချင်ပါတယ်။သူ့ရဲ့အရသာလေးရကြတော့ခက်ပြင်းပြင်းရှရှလေးတော့ရှိတယ်ဆိုပေမဲ့တအားနေကြီးပြင်းနေတဲ့တော့မပါပါဘူး။အဲ့တော့အဆင်ပြေပါတယ်။ကိလေးတွေကတော့ပတ်တရ50 around လောက်ကြပါတယ်။နောက်ပြီး coffee မကြိုက်တဲ့သူတွေအတွက်ကကြတော့ဒီမှာ seasonal fruit yogurt လေး try ကြည့်ကြပါနော်။ကဲဒီကလေးကိုက makeup ပေါင်းလာမှာ လာလင်းနေတယ်ပဲအဲ့လိုလေးလမ်းတစ်ဖြတ်ပေါ့နော် essay လေးဆက်ကြတယ်ဆိုရင်လည်းဒီ this project ကိုပြန်ဆက်ရှိပါတယ်ဒီပြည်သာဒီ design ကိုကျေးဇူးများပဲတင်ပါတယ်နော်ကြာလုံးမဲ့တာ